ကဲကြည့်အောင်အဲ့တော့အခုဆီမတို့လေးချင်ကလေး၅ချောင်းလောက်လေးစောက်ကြည့်ရအောင်နော်အဲ့တော့ဆီမကအာဆာချင်မြမလို့ရေးထားတယ်အဲ့တော့အင်္ဂလိပ်လိုလေးရေးပြီးတော့ squat တာကိုစောက်ကြည့်မယ်အခုတော့ဆီမနဲ့အတူစောက်မှာပေါ့နော်အဲ့တော့ subject verb to be plus adjective ပုံစံပါမယ် subject verb to be an adjective noun ပုံစံပါဒါကတော့ကိုယ့်ဟာတာကိုခွဲရင်းထဲမှာစောက်မယ် ရိုးရိုးစာကြောင်းလားအငင်းစာကြောင်းလားမဟုတ်ဘူးလားလို့မေးတာလားမဟုတ်ဘူးလို့ပြောတာလားဒါကတော့ကိုယ့်ဟာသာကိုယ်ဖွဲရမယ်နော်နံပါတ်၁လေးဖတ်ရအောင်ငွေကအရေးကြီးလားဒါဆိုရင်အရေးကြီးတယ်ဆိုတော့ adjective ကိုစပြီးစဉ်းစားမယ်အရေးကြီးတာဘယ်လိုခေါ်လဲ important important ဒါဆို many important ရလား Now is many words. အဲ့တော့အရေးကြီးလားဆိုတော့ is ကိုအခြေဆုံးကိုထားတယ် is many important เนาะဆုံးမပါလေးထက် question နဲ့မေးကုန်မိရမို့လို့ရလား is many important အဲ့တော့ many ကိုအသေးနဲ့ရေးမယ်เนาะကျွန်မအကြီးနဲ့ရေးမှာ is many important เนาะ number 2သူကဆွဲဆောင်မှုရှိတဲ့မင်းသားတယောက်ဖြစ်တယ်ဒါဆိုရင်သူကဆွဲဆောင်မှုရှိတဲ့မင်းသားတယောက်ဖြစ်တယ်ဆိုတော့ဘယ်ပုံစံနဲ့ရေးထားလဲဘောကလားအောက်ကလား အောက်ကနဲ့ရေးထားတာဟဟလားအဲ့ဒါ तू ကဆိုတော့ he ဖြစ်တယ်ဆိုတော့ is မမေ့ပါနဲ့နော် he is အဲ့တော့ and ဘာဖြစ်လို့ဆမတို့ and သုံးလိုက်တာလဲနောက်မှာလာမယ် ac attractive the a d d r a c t i v e attractive the a ဆိုတော့ဘာဝင်နဲ့စလို့ဆမတို့ and လေးသုံးမိရတယ် and attractive မင်းသားဆိုတော့ actor အဲ့တော့ he is an attractive actor yes number 3အင်္ဂလိပ်စာက မရှိမဖြစ်လိုအပ်တယ် English is ဒီမှာပြနေစားရဲဒီကလေးဟုတ်အာဂျန်ဒူဆီစတောအန်ဒူဆီယက်စတစ် no အန်ဒူဆီယက်စတစ်ဆိုဆရာတက်ကြော်လေမဟုတ်ဘူးမရှိမဖြစ်လိုအပ်တာအဲ့ဒါစားရဲ gì gì à, 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 A B E no no。Alligator。No。One。好。No。C。No。啊。丢。D D。No。U U。哈。A。ကျန်တော့လေ online ဝါတဲ့နဲ့လူကြီးကြတော့မယ် no abc မှန်းလာတော့မမှန်ဘူး yes 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 no abc D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  no zero kena A no mahu Austin ma tak boleh lu eh sekarang lu apa sih macam lu ada S oh and D S huh ah? E S essential is 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 essential E S S D I A -E L essential English is essential essential 做啊，对吧嘞？ မရှိမဖြစ်လို့အတေအဲ့တော့ English is essential essential ဆိုပါလေ adjective ဟာငါလိုရင်အမေနောက်တစ်ခု coffee က coffee ကမခါဘူး coffee is bitter the coffee is bitter is no ခါရဘလို့ခေါ်လဲ bitter b i t t e r bitter မခါဘူးဆိုတော့ is not လဲရတယ် isn't လဲရတယ်တိုက်တာတော့နော် nó thu nó mới phải cho nó lớn ra con này lên một cái khu mà hồ bula yes mà hồ bula rồi đó mà hồ bula rồi vào đi thêm lại is it is in this is in this lớn ra con nào thế thế good good payment no good job no faithful hả faithful chiều thì cô bảo là mẹ mày faithful ဟုတ်တယ် S A L A R I E D salary အဲ့လိုပဲတော့မယ် good salary ဆိုတာဒီအဲ့ဒါလစာကောင်းတာကိုပြောတာဘာဖြစ်လို့အရှင်းမှာအလဲမှာ hyphen လေးထည့်ပြီးတော့တုံးလဲဆိုရင်သူ့ adjective အတွဲလိုက်ကြီးမို့လို့ဥပမာ good hearted စိတ်ထားကောင်းတာ ဟုတ်ပြီနော်ပြောလို့ရှိရင်ဟိုမှာ two face အာမျက်နှာများတာအဲ့တော့ two ရဲ့နောက်မှာ face နဲ့နောက် two နဲ့ face နဲ့ကြားထဲမှာ hyphen လေးထည့်ရတယ်နော်ဒါကိုကျွန်တော်တို့ကဘာလို့ခေါ်လဲ hyphen လို့ခေါ်တယ်ဒါကိုဘာလို့ခေါ်လဲ hyphen hyphen လို့ခေါ်ဒါကိုဘာလို့ခေါ်လဲ hyphen အဲ့တော့ good salary job job နောက်ဆုံးမှာပါတဲ့ question man မေးခွန်းမေးနေတာအဲ့တော့ပြန်ပြော is it a good salary job yes